မန်ကွာရကို စာချုပ်တဲ့ကံလန်ဖို့ရာဆွေးနွေးနေတဲ့မန်ယူအသင်း ရတဲ့များရှင်မန်ယူအသင်းကနောက်ခံလူဟယ်ရီမက်ဂွိုင်းယားကို Ultra Four မှာစနစ်ခိုင်းဖို့ရအတွက်စာချုပ်တင်တဲ့ပတ်သက်ပြီးတော့ဆွေးနွေးမှုတွေပြုလုပ်နေရလို့သတင်းတွေထွက်ပေါ်လာပါတယ်။မက်ဂွိုင်းယားက2019ခုနှစ်မှာ Leicester City အသင်းကနေပေါင်သန်း80နဲ့ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီးတော့အဲ့ဒီအချိန်တုန်းကကမ္ဘာစီအကြီးဆုံးနောက်ခံလူဖြစ်ခဲ့ပြီးတော့မန်ယူအသင်းသမိုင်းမှာဒုတိယမြောက်ဈေးအကြီးဆုံးခေါ်ယူမှုလည်းဖြစ်ခဲ့ပါတယ်။အခုချိန်ထိလည်းကမ္ဘာနောက်ခံလူပြောင်းရွှေ့ခြင်းစံချိန်မှာမက်ဂွိုင်းယားကိုပေးကစားသမ မမမကြော်ဖြတ်နိုင်သေးပါဘူး။မကောင်ရကအဲ့ဒီတုန်းကအပိုဆောင်စနလတတန်းတိုးခွင့်ပါတဲ့6နှစ်စာချုပ်ကိုသဘောတူခဲ့ပြီးတော့အဲ့ဒီစာချုပ်ကလက်ရှိရသည့်အကုံမှာကုံဆုံတော့မှာဖြစ်ပါတယ်။ အကယ်၍အဲ့ဒီဆနလအတတန်းထိုးခွင့်သာမရှိခဲ့ဘူးဆိုရင်တော့မကွမ်းရရဲ့စာချုပ်ကအခုအချိန်မှာတတန်းကုံဆုံးနေပြီဖြစ်မှာပါမကွမ်းရကအစပိုင်းမှာနေပြအိုလီဂန်ဆိုရှာရဲ့အဓိကကစားသမားဖြစ်ခဲ့ပေမဲ့နောက်ပိုင်းမှာကြံ့ခိုင်မှုပိုင်းဆိုင်ရာပြဿနာတွေကြုံတွေ့ခဲ့ရပြီးတော့ ခြေစွမ်းပိုင်းကျဆင်းမှုတွေကြောင့်ဝေဖန်တိုက်ခိုက်မှုတွေမျိုးမျိုးခံခဲ့ရပါတယ်။2024ခုနှစ်အရောက်မှာတော့အသိန်းကောင်းဆောင်လက်ပတ်ကိုလည်း Bruno Fernandes ကိုလက်လွဲပေးခဲ့ရပါတယ်။ဒါပေမဲ့အဲ့ဒါကပဲသူ့အပေါ်ဖိအားတွေရောကျသွားစေခဲ့ပုံရပါတယ်။မကွာရကနောက်ပိုင်းမှာတဖြည်းဖြည်းနဲ့ခြေစွမ်းပြန်ရလာခဲ့ပြီးတော့ လက်စတာမာရုံကလိုခြေစွမ်းမျိုးမပြသနိုင်ဘူးဆိုရင်တောင်မဆိုးလာတဲ့အနေအထားကိုပြန်ရောက်လာခဲ့ပြီလို့ဆိုနိုင်ပါတယ်။အခုတော့စကြုပ်တံကုံဆုံးဖို့နီးစပ်လာတာနဲ့အညီသတင်းနေရာတစ်ခုပြီးတစ်ခုထွက်ပေါ်လာနေပြီးတော့ sorry ကကလပ်အသင်းတစ်ခုက ခေါ်ယူသွားနေရလို့သိရပါတယ်။ဒါပြင် Fabrizio Romano ကလည်းမချသေးခင်ရဲ့ပိုင်းတော့ကမဂွိုင်းယားနဲ့မန်ယူသင်းတာဝန်ရှိသူတွေညနေချင်းဆိုင်ဆွေးနွေးမှုပြုလုပ်ခဲ့လို့ဆိုပါတယ်မဂွိုင်းယားကပီကယ်နဲ့အနွေရာသီမှာ ဝက်ဆန်းကိုပြောင်းရွှေ့ဖို့ပြောင်းရွှေ့ခြင်းနဲ့ပတ်သက်ပြီးတော့သဘောတူညီခဲ့ပြီးကမှငင်းဆန်ခဲ့ပူပါတယ်ပြီးခဲ့တဲ့ဩဂုတ်လကလည်း Premier League လက်သုံးသင်းနဲ့ Serie A ကနှစ်သင်းတို့ကမကွာရအောင်ရောင်းချသွားဖို့အလားအလာရှိမရှိမန်ယူအသင်းကိုမေးမြန်းခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်မန်ယူအသင်းဘက်ကတော့အဲ့ဒီအသင်းတွေကိုသူတို့အနေနဲ့မကွာရကိုအသင်းမှာပဲစက်ထင်းထားလို့တဲ့ဆန္ဒအကြောင်းအတိပေးခဲ့လို့ဆိုပါတယ်မကွာရကိုရိုင်းလည်းအဲ့ဒီသတင်းကိုဟုတ်မှန်ကြောင်နောက်ပိုင်းမှာအတိပြုပေးခဲ့ပြီးတော့ စာချုပ်တဲ့တဘောသူညီမှုမရခဲ့ရင်ဇန်နဝါရီမှာပြောင်းရွှေ့ဖို့လည်းထည့်သွင်းစဉ်းစားသွားမှာဖြစ်ကြောင်းပြောဆိုထားခဲ့ပါတယ်။ပြီးခဲ့တဲ့နေရာဒီမှာအသိန်းကကျွန်တော်ဘလို့အခြေအနေနဲ့မှထွက်ခွင့်မပေးနိုင်ဘူးဆိုတာကိုတခြားအသိန်းတွေကကျွန်တော်ရဲ့စာချုပ်အခြေအနေမေးမြန်းတော့ကသိခဲ့ပါတယ်။လာမယ့်လအနေနဲ့အတွင်းမှာတော့ ကျွန်တော်တို့ဘယ်လိုသွားကျင်လဲစာချုပ်တံတိုးကျင်သလားဒါမှမဟုတ်ဇန်နဝါရီမှာအပြောင်းရွှေ့စည်းကွက်ဖွင့်တဲ့အချိန်ကြမှာရောင်းချဖို့စဉ်းစားမလားဆိုတာတွေကိုဆွေးနွေးပြကြမယ်ထင်ပါတယ်ကျွန်တော်ဘာလို့ကျင်လဲဘာဖြစ်ကျင်လဲဆိုတာကိုတော့စိတ်ထဲမှာရှိထားပါတယ်လူတိုင်းဟောတော့ထုတ်ပြောကျင်စိတ်မရှိပါဘူးဒါပေမဲ့ဒီအသင်ကကစားပေးဖို့အတွက်အံ့ဩစရာကောင်းတဲ့အသင်တည်းတည်းမှာ ဒီအတင်းရနေအမြန်ဆုံးထွက်ခွာဖို့ကြိုးစားရင်တော့အယူပဲဖြစ်ပါလိမ့်မယ်ဆိုပြီးတော့မကွိုင်းရကပြောဆိုသွားခဲ့ပါတယ်ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးများကြီးတင်ပါတယ်ရှင်